တရုတ်စိတ်ဝင်ထိုးဖောက်မှုတွေကိုတင်ပြန်အစီအမံများနဲ့လက်တော့ပြန်ပြီးဟိုထိုင်ဝမ်ကလေးပြုတရုတ်နိုင်ငံဟာထိုင်ဝမ်ကျွန်းပေါ်ဩစာလွှမ်းမိုးမှုနဲ့စိတ်ဝင်ထိုးဖောက်မှုတုံးမြလာခဲ့လို့တင်ပြန်အစီအမံတွေလှုပ်ဆောင်သွားမယ်လို့ထိုင်ဝမ်တမ်ရလိုင်းချင်းသေးကပြောပါတယ် တရုတ်ရဲ့ချုပ်ချအာဏာတောင်းဆိုချက်တွေကိုလက်ခံနိုင်ရေးထိုင်ဝမ်ကိုဖိအားပေးဖို့တရုတ်နိုင်ငံဟာအကြသည်ပြည်နှစ်တွေအတွင်းစေရေးလက်ကျေမှုတွေကုန်သွယ်ရေးသင်္ခတ်ပိတ်ဆို့မှုတွေအရှင်းပြလာခဲ့တယ်လို့ထိုင်ဝမ်ကဆိုဆွဲလိုက်ပါတယ်။တရုတ်နိုင်ငံဟာထိုင်ဝမ်ပြည်သူတွေကြားသွေးခွဲမှုတွေဖြစ်စေမှုတွေနဲ့အပြစ်လောက်ရက်တွေလှုံ့ဆော်နေပါတယ်လို့လိုင်းချင်းမသေးကသတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ထိုင်ဝမ်ဟာတရုတ်ပြည်မကြီးရဲ့အစိပ်ပိုင်းဖြစ်တာဒါမှမဟုတ်ထိုင်ဝမ်ကိုတရုတ်ပြည်မကြီးနဲ့ပြန်လည်ပေါင်းစည်းမယ်ဆိုတဲ့အချက်ကအပြောင်းလဲမရှိဘူးလို့လွန်ချင်းသေးရဲ့မှတ်ချက်စကားနဲ့ပတ်သက်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွေရအမျိုးသမီးမော်နင်ကတုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်းလူ64ဦးကိုတရုတ်နိုင်ငံအတွင်းတရှိုလုပေးမှုနဲ့ဆွဲချက်တင်ခဲ့ရာ2023ခုနှစ်ကတရားစွဲဆိုခံရသူတွေထက်သုံးဆပိုများလာခဲ့ပြီး အများစုဟာစစ်ပက်အရာရှိအဟောင်းတွေလို့ထိုင်ဝမ်ကပြောပါတယ်။ထိုင်ဝမ်အစိုးရကထိုင်ဝမ်ကျွန်းသို့ငွေကြေးလူပုဂ္ဂိုလ်နဲ့နေပညာစည်းဝေးမှုတွေကိုလိုအပ်တယ်လို့ညှိမယ်လို့သိရပါတယ်။ထိုင်ဝမ်မှာလူသိများသူအချို့ကထိုင်ဝမ်ဟာတရုတ်ပြည်မရဲ့သစိုက်တပိုင်းလို့ပြောဆိုမှုတွေကိုတရုတ်မီဒီယာတွေမှာဖော်ပြပြီးနောက်ထိုင်ဝမ်ပြည်သူတွေရဲ့တရုတ်ကိုအတိမတ်ပြုမှုပဲဖြစ်တယ်လို့တရုတ်ရဲ့ထိုင်ဝမ်ရေးရုံကဒီသတင်းဖတ်အတွင် ပြောကြားခဲ့ပါတယ်။ ိုင်ဝမ်ဟာသူ့ပိုင်နဲ့နေမည်ဖြစ်ပြီးလိုအပ်ပါကအင်အားသုံးထိန်းချုပ်မယ်လို့တရုတ်နိုင်ငံကပြောပါတယ်။ထိုင်ဝမ်အစိုးရကတရုတ်ရဲ့အချုပ်ချာအာဏာတောင်းဆိုချက်ကိုဖယ်ချခဲ့ပြီးထိုင်ဝမ်ပြည်သူတွေက၎င်းတို့အနာဂတ်ကိုဆုံးဖြတ်မယ်လို့ဆိုပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။